အော်ရီကိုတိုက်ခိုက်ဖို့နီလန်တခုရှာတွေ့သွားကြတယ်ပါရင်ဂျာများမင်္ဂလာပါတဟပရိတ်တကြီးတို့ရေဒီနေ့တင်ဆက်ပေးမှာကတော့ Wild Force Power Ranger Episode 2 Recap ပဲဖြစ်ပါတယ်။ခုတစ်ယောက်ချင်းတကြီးပေးမှာ Animarian ရဲ့ပတ်ဝန်းကျင်ကိုထိုင်ကြည့်ရင်သူနေထိုင်ခဲ့တဲ့နေရာကိုတတိယနေခဲ့ပါတယ်။ Ori ကိုဖြည့်ရှင်းဖို့အခြားနည်းလမ်းရှိရုံနဲ့လို့တော်ရင်သားလေးကတွေးလို့နေပါတယ်။ ထာတကုမျိုးပေါ်မှာတော့ဝါယာဂျူအော့ခ်တကောင်ပေါ်လာပြီးရေကာတစည်းကိုတိုက်ခိုက်လိုက်ပါတယ်။ရေကန်ထင်းကနေမင်းသမီးရှယ်လီထွက်လာတဲ့အချိန်မှာပါရင်ဂျာတွေကအော့ခ်တွေကြီးလာတဲ့ပိုတာမာလာတဲ့အကြောင်းမင်းသမီးကို မေးကြပါတယ်။ရေမချိုးတဲ့တော်ရန်သားလေးဟာငွေချိုးနဲ့လွှဲစင်းလာပြီးထေလာနားရောက်လာတော့ထေလာလည်းနှာခေါင်းရှုံသွားပါတယ်။သူကအော့ခ်တွေကိုဖြည့်ရှင်းဖို့နီလန်းသိပြီလို့ပြောပါတယ်။ဒီအချိန်ရေကန်ထဲမှာဝါယာဂျူအော့ခ်ရဲ့ပုံရိပ်ပေါ်လာတာနဲ့မင်းသမီးကသူတို့ကိုနှိမ်နှင်းဖို့လွှတ်လိုက်ပါတယ်။ အော်အရာရှိနှစ်ယောက်လည်းသူတို့နေရာကိုဝင်ဖို့ဝင်ပေါက်ပွင့်သွားတာကြောင့်သူတို့ရဲ့အရှင်ကြီးနိုးထလာပြီဆိုပြီးဝမ်းသာနေကြပါတယ်။သူတို့ရဲ့အရင်နေရာမှာကျဆုံးသွားတဲ့ oxide တွေကိုအသက်ပြန်သွင်းပြီးအဆိုးရွားဆုံးစစ်သက်ကြီးနဲ့အတူကဘာကိုသိမ့်ပိုက်ကြဖို့ကြံနေတော့သူတို့ရဲ့ခေါင်းဆောင်ရောက်လာပါတယ်။အော်အရှင်ဟာသူတိုက်ခိုက်ခဲ့ရတာအတွက်လက်စားချေမယ်။ဘာညာကွိကွပြောနေတော့ Toxic ကသူတို့ခေါင်းဆောင်နဲ့ပတ်သက်ပြီးအခုခုလွှဲနေမှသတိထားမိသွားပါတယ်။ ဒါပေမဲ့ဂျင်ဒရက်စ်ကတော့အသက်ကြီးလာလို့ဖြစ်မှာပါပြောပြီးအသက်တစ်ထောင်ရှိနေတာမထင်ရဘူးဆိုပြီးတော့ဆစ်ကာကိုပါပြန်ဖဲ့လိုက်ပါတယ်။အော်ခင်အရှင်ဟာအော်အသက်တစ်ထောင်ပေါ်လာတာကိုတီးပြီးသူနဲ့အတူမြို့ကိုဖျက်ဆီးခိုင်းဖို့အရာရှိတွေကိုခိုင်းစေလိုက်ပါတယ်။မြို့ထဲမှာအော်ကတိုက်ခိုက်နေပေမဲ့ခိုးကတော့အော်ကတရိတ်ဆန်နေလို့ပဲသူဖြောင်းဖြားကြည့်လို့ရမှာပါဆိုပြီးပြောပါတယ်။ထီလာကလက်မခံတာနဲ့မက်စနက်ဒန်နီကိုခေါ်ပြီးထွက်သွားပါတော့တယ်။ အဲလဆာကတော့ခိုးနဲ့ကြံခဲ့ပြီးထေလာဟာသူတို့ထဲမှာအသွေးအကြုံရှိသော Ranger ဖြစ်ကြောင်းနဲ့သူပြောတာလက်ခံတင်ကြောင်းခိုးကိုနားချပါတယ်။အော်အရာရှိနှစ်ယောက်ဟာဝါယာဂျိုးအော့ကိုပြုထစ်စက်သားတွေပေးပြီးမြို့ကိုဖျက်ဆီးစေပါတယ်။တစ်ဖက်မှာလည်းထေလာတို့သုံးယောက်ဟာခေါင်းဆောင်ဖြစ်တဲ့ခိုးကိုထားခဲ့ရလို့စိတ်ပူလာကြပါပြီ။ဝါယာဂျိုးအော့ကတော့ပြုထစ်စက်သားတွေအကူအညီနဲ့မြို့ထဲမှာတောင်းကျမ်းနေပါပြီ။ ခိုးနဲ့အလဆာတို့ရောက်လာပြီးအလဆာကအချားရင်းကြားတွေခေါ်ဖို့ပြောပေမဲ့ခိုးကလက်မခံပဲသူရအောင်ညှိမယ်လို့ဆိုပါတယ်ခိုးကိုယ်တိုင်တေချာစူးစမ်းကြည့်တော့မှအော်ရီဟာသူမလိုပဲတလုံးမသားမရှိတဲ့အကောင်ဖြစ်လို့ဖြောင်းဖြားလို့မရမှန်းသိသွားပါတော့တယ်ခိုးကိုလည်းအော်ကြီးကခေါင်းမပါတဲ့ကောင်လို့ပြောပြီးဝင်တိုက်ခိုက်တဲ့အချိန်မှာအလဆာကဝင်ကာပေးလိုက်တော့မှနှစ်ယောက်လုံးအထိနာသွားပါတယ်ထေလာတို့ကလာရောက်ကူညီပေးတဲ့အခါမှာခိုးလေအော်ရီကိုဖြည့်ရှင်းဖို့ဆိုတာတိုက်ခိုက်ဖို့အပြင်အခြားလီလက်မရှိဘူးဆိုတာကိုလက်ခံသွားပါတယ် ်ဝင်းကြား9ရောက်အသွင်ပြောင်းပြီးဝါယာဂျိုးအော့ကိုအတူတိုက်ခိုက်ကြပါတယ်တိုက်ခိုက်နေရင်ခိုးစီကိုပြစ်လိုက်တဲ့ဝါယာဂျိုးတွေကိုထေလာကကာပီးလိုက်ပြီး2ရောက်အတူလက်သွင်းညီညီတိုက်ခိုက်ကြပါတယ်အော့ကောင်ကိုအဆုံးတတ်ဖို့သူတို့ရဲ့လက်နက်တွေကိုပေါင်းဆက်ပြီးတော်ရိုင်းသားနဲ့ခုတ်ပန်းလိုက်ကြပါတယ်ဒီအချိန်အော့အရာရှိ2ယောက်ဖြစ်တဲ့ Jintress နဲ့ Toxicer ရောက်လာပါတော့တယ် Toxicer ဟာ Ranger တွေကိုတိုက်ခိုက်ပြီးသူ့ရဲ့မော်နဲ့ကြဆုံသွားတဲ့အော့ကိုအသက်ပြန်သွင်းပေးလိုက်ပါတယ် အကောင်ကြီးကြီးအဖြစ်အသက်ပြန်ဝင်လာတဲ့အော့ကောင်ကိုမြင်ကမှရင်ဂျာတွေဟာအော့ရီဘယ်လိုမျိုးကြီးလာလဲဆိုတာသဘောပေါက်သွားပါတယ်ဒီလိုအကောင်ကြီးတွေကိုတိုက်ခိုက်နိုင်ဖို့ရင်ဂျာတွေကအရင်အတိုင်းအနီမေရီယန်ကတရိတ်ဆန်တွေကိုဆင့်ခေါ်လိုက်ပါတယ်သူတို့ချီတက်တက်တိုက်ခိုက်ဖို့အဆင်မပြေတာကြောင့်ချင်းတိနေကြီးဟာတရိတ်ဆန်တွေအားလုံးကိုပေါင်းပြီးဆက်ရုပ်ဆက်ဖို့ခိုးဖို့လှမ်းပြောပါတယ်ရင်ဂျာတွေဟာသူတို့ရဲ့တရိတ်ဆန်တွေအကုန်လုံးကိုပေါင်းဆက်ပြီးပထမဆုံးအကြိမ်အဖြစ် Wild Force Megazord ကိုအသက်သွင်းလိုက်ကြပါတယ် ။အော့ကောင်ဟာမဂါဇော့ကိုတိုက်ခိုက်ပေမဲ့ဟိုက တော့အရာတော်မပြေပါဘူး။ရင်ဂျာတွေဟာစစ်ရုပ်ရဲ့လက်နက်ဖက်ဖြစ်တဲ့နမန်းနဲ့ကြားကိုသုံးပြီးအော့ကိုအထိညာအောင်တိုက်ခိုက်လိုက်နိုင်ပါတယ်။နောက်ဆုံးမှာတော့တရိတ်ဆန်တွေအားလုံးရဲ့ဟင်ဟောက်တံတွေနဲ့အတူဝါယာဂျိုးအော့ကိုထာဝရအဆုံးသတ်ပေးလိုက်ပါတော့လေ။ဂျင်ဒရက်စာသူတို့ရဲ့တာဝန်မအောင်မြင်တာကြောင့်အရင်လိုခွေးဖမ်းတဲ့အလုပ်ပဲပြန်လုပ်ချင်နေပါတယ်။တော်စကာကတော့သူ့ကိုဖြောင်းဖြားနေတဲ့အချိန်အော့ချင်ကြီးရောက်လာပြီးအော့ရီရဲ့နှစ်3000အောင်းထားရတဲ့ဒေါ်တာကိုရင်းကြီးတွေတီးစီရမယ်လို့ကြုံးဝါလိပါတယ်။ မိုးပေါ်ကျွန်းကြီးမှာတော့ညစ်ပတ်နံဆောင်နေတဲ့တော်ရင်သားလေးကိုရင်ဂျာတွေကအသင်းချုပ်ပြီးရေဝိုင်းချိုးပေးကြပါတယ်။ရေကန်ထဲကမြင့်ပြတဲ့ရေစင်ကိုတုံးပြီးရေချိုးပေးနေတာကြောင့်မင်းသမီးလည်းလန့်လို့သွားပါတော့တယ်။ရေချိုးပြီးတဲ့တော်ရင်သားလေးခိုးဟာတက်ရက်သွားတာကြောင့်အားလုံးကြည်နဲ့နေကြပေမဲ့တာဆန်လေးကတော့ရှင်နေတဲ့အင်ကြီးလက်တွေကိုစုပ်ဖြဲပြီးနှစ်ဖူးစည်းလုပ်လိုက်ပြီးကမှသူ့ကိုယ်သူကျေနပ်သွားပါတော့တယ်။ဒီနေ့အပိုင်းလေးကတော့ဒီလောက်ပါပဲ။တို့ဟောမှာတင်ဆက်နေတဲ့မြန်မာစာတန်းတို့ဇာတ်ကားများကိုကျွန်တော်တို့ရဲ့တဟုတ် Telegram Channel မှာလာရောက်ကြည့်ရှုအားပေးနိုင်ပါတယ်ခင်ဗျာ။ နောက်ထပ်ဗီဒီယိုတွေကိုလည်းထပ်မံကြည့်ရှုနိုင်ရန်အတွက်ကျွန်တော်တို့ရဲ့တင်ဟုတ် channel လေးကို subscribe လုပ်ပေးထားဖို့မမေ့ပါနဲ့အခုတင်ဆက်ပေးသွားတာကတော့ကျွန်တော် view ပဲဖြစ်ပါတယ်ခင်ဗျာ